ောက်ပြင်းချင်မနက်9:00နာရီတည်း။ဂျပန်လိုကျွန်တော်ဒီနေ့စကားပြောလဲဆိုတော့လူတယောက်ကအမီလို့ဆိုရင်မနက်9:00နာရီထားဖို့ပြပါလေ။ဒါပေမဲ့အများရမ်းတော့ထားနိုင်မယ်လို့ဆိုလိုပါဘူး။ဘာလို့လဲဆိုတော့ညဘက်လည်းအေးဘောကအေးထားမှာဒါမှမဟုတ်ကိုယ်ကစိတ်ကလမ်းစင်းနေမှာဒါမှမပိုင်နဲ့ဆက်ဆက်ထားလို့ရတယ်ပေါ့နော်။ဒါလေးမသိခင်ကဘယ်လိုမျိုး ဘဝကိုတောင်းပန်ဘယ်လိုမျိုးတနေတာကိုဒီလို lifestyle ကိုဖျက်ဆီးမလဲဆိုတာသိမသိဘူးနော်အဲဒါကြောင့်ကျွန်တော်ဒီနေ့ပြောပြမယ်ကိုရင်း empire ၄ခုအကြောင်းကိုပြောပြချင်တာဖြစ်ပါတယ်ကိုရင်း empire ၄ခုအကြောင်းပါလဲဆိုရင်ကိုယ့်ရဲ့စိတ်ကိုလှုပ်ဆောင်နိုင်ဖို့တောင်းပန်ကိုယ့်ရဲ့စိတ်ဆွမ်းအားကိုညှစ်တင်နိုင်ဖို့အတွက်ဒီအချက်၄ချက် mindset ပါမယ် habit ပါမယ် you are health ပါမယ် you are soul ပါမယ်နော် ဒီလေးခုကဒါလေးအစီကျွန်တော်ရှင်းပြပေးမယ် mindset ဆိုတာပါလဲ mindset ဆိုတာကကျွန်တော်တို့ကအခြေအနေတစ်ခုကိုဘယ်လိုပုံစံနဲ့တွေးနေလဲဘယ်လိုပုံစံနဲ့ခြေကပ်နေလဲပေါ့နော်ဒီကိုယ့်ရဲ့စိတ်နေစိတ်ဓာတ်ဘယ်လိုအနေထားနဲ့သွားနေလဲဒါမှမဟုတ်ကိုယ့်ရဲ့ချိုးချင်မှုဥပမာကိုကဒီဘယ်လိုတစ်ခုလုပ်မယ်ဆိုရင်ဒီလုပ်မှာဘယ်လောက်ထိယုံကြည်လဲကိုကဘယ်လောက်ထိအောင်မြင်အောင်လုပ်နိုင်မလဲဆိုတာက mindset ပေါ့နော်ကျွန်တော်ရဲ့အဲ့ဒီ mindset ကိုသိထားဖို့လည်းလိုတယ်ကျွန်တော်တို့ရဲ့ ဲ့ဒီ mindset တွေကထင်မြင်ယူဆချက်တို့ညော mindset တို့တော့ဒီတခြားဒီတန်ပြန်ဖြစ်တဲ့ဟာတွေမပါဘူးပေါ့နော် mindset ကောင်းဖို့အတွက်ဆိုရင်လည်းကျွန်တော်တို့ကစိတ်ကိုတရားထိုင်တာတို့စိတ်ကိုနားပေးတာတို့စိတ်ကိုကျွန်တော်တို့ပုံမှန်ဒီ over thinking ပေါ့နော်တခြားအရာတွေမတွေးမနဲ့တွေးသင့်တယ်လို့ပဲတွေးမယ်လုပ်သင့်တယ်လို့ပဲလုပ်မယ်ပေါ့နော်အဲ့လိုမျိုးလုပ်ရမှဆိုရင်ဒါက mindset အနေနဲ့လုံလောက်တယ်ပေါ့နော်နောက်ထပ်တစ်ခုကတော့ကျွန်တော်တို့က hustle ဖြစ်ပါတယ် heart set ဆိုတာကကျွန်တော်ရဲ့ခံစားချက်တွေပေါ့နော်ခံစားချက်တွေကိုရှင်းပြလို့ဖြစ်ပါတယ်ခံစားချက်ဆိုတာကကိုယ်လုံးရဲ့ဝါသနာကိုထားကြလက်လျှော့ချိန်လာတာတွေနောက်ပြီးတော့ကိုယ်လုံးကမှားနေလားကိုယ့်ရဲ့ emotion တွေဒါမှမဟုတ်တခြားသူကကိုယ့်ကိုဘယ်လိုလုပ်လို့ပြောတဲ့ဟာတွေဒါတွေကကျွန်တော်တို့ heart set နဲ့ဆိုင်ပေါ့နော်ခံစားချက်ပေါ့နော်ဒါတွေတပည့်အဖြစ်ကျွန်တော်တို့က emotion နဲ့ intelligence ကိုဖြစ်ပါတယ်အစကောင်တွေရသူတို့ရဲ့ခံစားချက်တွေဒီရရင်မြင်လာတဲ့အဆင်ပေါ့နော်တပတ်လူကို ကောင်ပြောပြတာမျိုးတွေလေးလေးစားစားဆက်ဆက်တာမျိုးတွေသူတို့ရဲ့ခံစားချက်တွေကိုနားလည်ပြတာမျိုးတွေကဒါကဟက်ဆက်ရဲ့သဘောတရားပါဟက်ဆက်ကောင်ဖို့ကျွန်တော်အချက်၃ချက်လောက်လို့ရပါတယ်အချက်၃ခုရပါတယ်ဆိုရင်ကျွန်တော်တို့ကကျေးဇူးတင်ဖို့တနေ့ကိုကျေးဇူးတင်နေရတော့ခုဘုံဘဝရဲ့လေးခုခြာရေးပေါ့နော်ဒီနေ့ပါလေးကျေးဇူးတင်မယ်လေကျေးဇူးတင်နေရပါရှိတယ်ပေါ့နော်ကိုကနောက်ဆုံးဘာမှမရှိတော့မှအဲမနက်မိုးလေးအေးအထားရတာပေါ့ ကျေးဇူးတင်တယ်ဒါမှမဟုတ်ရင်ဒီ coffee တောက်ရတာကိုကြိုက်တယ်ဆိုရင် coffee တောက်ရတာကိုကျေးဇူးတင်တယ်ဘာလို့အဲ့လိုမျိုးအတိအဖွဲလေးတွေကိုကျေးဇူးတင်တတ်မယ်ဆိုရင်နောက်ထပ်ကျေးဇူးတင်ရမှာကိုလည်းဘယ်လိုလဲဘောနော်အဲ့ဒါကကျွန်တော်တို့အော်ဘယ်လိုလဲစီတောက်ဝင်တော့အခုလိုမျိုးနေလာစီတောက်ဝင်တော့စီတစ်ခုပဲပြလိုက်ပြစီတစ်ခုပဲလိုက်တယ်ကိုကကျေးဇူးတင်ပါလေပြောလိုက်တာသူတို့ဘက်ကအတ္တကတော်ဝင်တော့ ဖို့ပေးခြင်းနဲ့စိတ်လေးပေါ့နော်။သူကောင်လည်းအလေးစားမှုနဲ့ပြောတာပဲဆိုလို့အဲ့လိုမျိုးစိတ်လေးဖြစ်တယ်ပေါ့နော်။နောက်တစ်ခုကကျွန်တော်တို့က health set ဖြစ်ပါတယ်။ health set ကကျွန်တော်တို့ကရုပ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့တက်ဆိုင်တဲ့နေရာပါပေါ့နော်။ဥဆောင်တဲ့သူတယောက်ဖြစ်ဖို့အတွက်ဒါကဒီကိုယ့်ရုပ်ပိုင်းဆိုင်ရာလည်းအရေးကြီးတယ်ပေါ့နော်။ကျွန်တော်က health set ကောင်းလို့ဆိုရင်ဘာတွေလုပ်ရမလဲဆိုရင်သူများကိုအကောင်းမြင်တတ်ရမယ်။ health set ကောင်းဖို့အတွက်ကျွန်တော်နောက်ထပ်လုပ်လို့ရတဲ့တစ်ချက်အရှိမလဲဆိုရင်ကျွန်တော်က နေ့စဉ်ဒီကလေ့ကျင့်ဖို့ပေါ့နော်ကျွန်တော်ခုနကပြောသလိုပဲဒီနေ့မှစာဖတ်မယ်ဆိုရင်စာဖတ်မယ်အဲဒီနေ့မှစာအလုံးကြီးဘလောက်ရှိမယ်လို့အလုံးကြီးဘလောက်ရှိမယ်ပေါ့နော်ကျွန်တော်ကဒီတိုင်းလေ့ကျင့်သွားမယ်ဆိုရင်ဒါကကိုယ်တော် health set အတွက်ပိုပြီးတော့လည်းအစီအပြေလို့ကိုယ့်ရဲ့တကယ်လို့ကိုယ်စိတ်ထဲကမသိစိတ်ကဘယ်မှမရှိဆိုရင်တော့မှကိုယ်လည်းကအတီချင်ရမှာစာရေးရမှာပါလားဆိုရင်အတိကဝင်လာတော့မသိစိတ်ကတော့မပြည့်တဲ့ပုံမျိုးနဲ့ဒါကိုလုပ်ရပါတယ် နောက်ဆုံးတော့အစိုးဆက်ဖြစ်ပါတယ်။အစိုးဆက်ကဘာလဲဆိုရင်ကျွန်တော်တို့ကစိတ်ဝိညာဉ်ပိုင်းဆိုင်ရာအချက်အလက်ဖြစ်ပါတယ်။ဒီဘာသာရေးယုံကြည်မှုတွေပါမယ်။နောက်တစ်ခုကကိုယ့်ရဲ့အတွင်းစိတ်ကိုနက်နက်ရှာရှာချိန်ဆနိုင်မယ်။ကိုယ့်ရဲ့အတွင်းစိတ်ကိုနက်နက်ရှာရှာချိန်ဆနိုင်မယ်ဆိုတာကကျွန်တော်အသိစိတ်နဲ့မသိစိတ်ပေါ့နော်။သိစိတ်နဲ့မသိစိတ်အလုံးခွဲလို့ပြတာဖြစ်ပါတယ်။ကျွန်တော်တို့ပုံမှန်လက်လုပ်တဲ့စိတ်ကဒါသိစိတ်နဲ့လက်လုပ်တယ်။ဒီမသိစိတ်နဲ့က အတိစိတ်နဲ့လည်းလို့လာခေါ်တော့ကြရတယ်เนาะအတိစိတ်နဲ့လည်းလို့လာ80ခိုင်တော့ပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့တိစိတ်ကဘာဥမှာတိစိတ်နဲ့စာရေးမယ်ဆိုရင်ဒါစာအုပ်ရေးမယ်ဆိုရင်စာအုပ်နဲ့ပေါ်ပဲခိုင်တယ်ဒါအတုံးစိတ်ရတယ်เนาะပြီးရင်မတိစိတ်ဆိုတာကဒါကိုရေးမယ်အကြောင်းရတယ်เนาะကိုယ်ကိုယ်တော့အပိလိုက်တာတော့ဘောကကိုယ်လည်းညချရရဒါမတိစိတ်လို့ခေါ်ပါတယ်ဒါဆိုရင်ကျွန်တော်တိစိတ်ကတုံးစိတ်ရတယ်เนาะမတိစိတ်က80ခိုင်ရတယ်အထီးလိုမျိုးပေါ့နော်ကိုယ်က ဘလို့တခုကိုမလုပ်ဘူးဆိုရင်တော့မသိစိတ်ကမသိစိတ်ရဲ့တော့80 90ဆိုတော့ဒါပုံများလဲဆိုတော့ချိန်တိုင်းရင်ဒီ size ရမယ်ဆိုတဲ့ဒီစိတ်ကတွားပြီးတော့ဒုံပုတ်အရာပါတော့ဒီစိတ်စီတော့ဒါကြောင့်လဲကျွန်တော်တို့စာရီတော်တော်များရှိဖြစ်တယ်ပါကျွန်တော်ဆိုခုနောက်ပိုင်းစာရီကိုကျွန်တော်ဒီနေ့ကိုတော်တော်များရှိဖြစ်လာပါတယ်စာရီတော်တော်များဖတ်ဖြစ်လာတာပေါ့နော်နံပါတ်1ကတော့2020 20 formula ဖြစ်ပါတယ်2020 20ဆိုတာက မနက်9နာရီထားတာနဲ့ကျွန်တော်ကဆိုရှယ်မီဒီယာသုံးတာ email တွေဝင်ကြည့်တာဒီတခြားဟာတွေကိုတာပြီးတော့ကြည့်မိတာဆိုရင်ဒါကကိုယ့်ရဲ့စိတ်ကတခြားအဖို့အာရုံပြောင်းလိုက်အတွက်ဒီဘက်ကိုလည်းရည်ရွယ်နေရမှာရှောက်ပေါ့နော်အဲ့လိုဖြစ်ရပါလေတနေ့ကို2နာရီတော့ကိုလုံးချင်တဲ့အရာကိုဝါသနာပါတဲ့အရာကိုဒီဇိုင်းမျိုးမျိုးနေတာလုပ်ပါတယ်တနေ့ကို2နာရီလောက်အချိန်ပေးရုံနဲ့ဒါကကိုတို့ကလမ်းလေးလောက်လို့ရတယ် အများကြီးပေါ့နော်ကိုတကယ်လို့ကိုကဗီဒီယို editing တွေလေးလာလို့လို့ဆိုရင်ဒါကကိုနှစ်နာရီလောက်ထိုင်ပြီးတော့လိုက်ပြီးလေ့လာလို့ရတယ်ကိုမှာက photography ကျောင်းကိုသိချင်လဲဆိုရင် photography ကိုလိုက်ပြီးလေ့လာအဗီဒီယို editing ကိုလေ့လာချင်လဲဆိုရင်ဗီဒီယို editing ကိုတွားပြီးလေ့လာပါနော်ဒါကိုကိုကဇာတ်ဖတ်ရတာကြိုက်တယ်ဆိုရင်တော့ဇာတ်ဖတ်တာကိုလေ့လာပါနော်ဒါကတနေ့ကိုနှစ်နာရီနဲ့လေ့လာသွားမယ်ဆိုရင်ဒါတလားကြာတဲ့ခါမှာဒီကိုယ့်ရဲ့ သတိပါစံပေါ့နော်သတိပါစံ scale ပေါ့ပြီး total လာမှာဖြစ်ပါတယ်အာဒီတနည်းကြရင်တော့ဒီ365ရဲ့ပေါ့နော်365%ပေါ့နော်ဒီမျိုး total လို့ရပါတယ်တနည်းက1%နဲ့ပဲတွေ့ကြည့်ပါအပြစ်တော့ကျွန်တော်တို့ရဲ့အုံတော့တင်လာရှိတဲ့အပြစ်တိုင်းတွေကကျွန်တော်စစ်ကိုတင်းကြီးစေအောင်လုပ်ဆောင်ပေးတဲ့ line ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီ line တွေကိုဘယ်လိုမျိုးတည်တည်ချာချာတက်မအောင်လုပ်နိုင်လဲ။နောက်ပြီးဒီ ိုလုံးနေတယ်လောက်တခုပေါ့နော်ကိုလုံးနေတယ်သွားနေတယ်အရာတခုကိုရာသနာပါတယ်လောက်တခုကိုကိုကတည်တည်ဆာဆာလုံးမယ်ဆိုရင်ဒါကဒီစိတ်ပေါ်နဲ့ဒီညာလုံးကိုအရေးကြီးတယ်ပေါ့နော်အကျွန်တော်တို့ကကိုလို့ရှင်လာရညာနေပြီးတော့ဘာမှလုံးအောင်မသိဘူးပေါ့နော်ဒါကလေးကြအဲ့လိုမျိုးဖြစ်နေပါတယ်တနေ့လုံးကိုပလန်ချတာတော့ဒီနေ့မှမလုပ်နဲ့ဒါပြင်းမလုပ်နဲ့ဒီဥပမာပေါ့နော်အစာပါများတော့ကိုလို့ရှင်တဲ့အကြရတာအများရတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့ကအလုပ်တွေကို အနိုင်မနေဖြစ်ရပါတော့။အဲတိတိစကြလေး plan ချထားကြတော့ကိုယ်မလုပ်နိုင်ဆိုရင်တော့မှဒီကိုယ့်ရဲ့မန္တလေး plan တော့မဟုတ်လား weekly plan နဲ့မှ schedule ချထားပြီးတော့ဒါတိတိစကြလေးလုပ်လို့ရတာပေါ့နော်။နောက်တစ်ခုကဒီလိုမျိုး plan ချထားရတဲ့အတွက်ကိုယ်မိမှလည်းအပူပါတော့ဘူး။ဥပမာဆိုရင်ဒီနေ့ကိုကျွန်တော်ကတိုက်ဆယ်ချိန်ထိုးရတာတနေ့ကိုတိုက်ဆယ်ချိန်ပုံမှန်ထိုးတယ်။အဲဒီနေ့ကျွန်တော်ဆယ်ချိန်ထိုးကြည့်မှလည်းထိုးမယ်။ဒါပေမဲ့ ဒီနေ့တနေ့ရောကျွန်တော်တစ်ချိန်ထိုးလိုက်တာနဲ့ကျွန်တော်ကဒီစိတ်တွေမထိုးတဲ့အရာလဲကျွန်တော်ဒီနေ့တစ်ချိန်ထိုးလိုက်လို့ဆိုတော့ခံစားချက်ပေါ့နော်ဒီနေ့တာဝန်ကြီးလို့ဆိုရင်ခံစားချက်ကိုရတယ်နော်ဒါကကျွန်တော်ဥပမာပြပြတာပါတကယ်လို့ကိုကဒီနေ့မှာပုံမှန်ဒီ daily plan နဲ့မှာတော့စာအုပ်သုံးဖတ်မယ်လို့စဉ်းစားထားတယ်အတိုင်းမဲ့ဒီနေ့တစ်တိမှာအလောက်ကအာအရင် busy ဖြစ်နေတဲ့အတွက်ကြောင့်တော့ဘယ်ဖက်လာနိုင်တယ်ပေါ့နော်ဒါပေမဲ့လည်းကိုက တာဝန်ကြီးတယ်လို့ခံစားရတာပေါ့နော်တကယ်တော့တော့မဖြစ်ဖြစ်ဘူးဆိုရင်တော့တော်မကြည့်လို့ခံစားပါဘူးနော်နောက်တစ်ခုကကျွန်တော်တို့ကအာယုံတက်မိုးတောက်ပေါ့နော်အဲ့ဒီအချိန်ကကျွန်တော်တို့အတွက် history hour လို့ခေါ်ပါလေ history hour ကကျွန်တော်အခုဖတ်နေတဲ့စာအုပ်မှာပါတဲ့ fight in club မနက်9:00နာရီထားပါဆိုတဲ့ခေါင်းစဉ်ပါနော်ဒါမနက်9:00နာရီဘာလို့ယူခိုင်းလဲဆိုတော့မနက်9:00နာရီဆိုတာက ဘုံကျင်ဆွေးနွေးမှုတွေနဲ့တိတ်ဆိတ်တယ်။အဲကိုယ့်ရဲ့စိတ်ကိုလည်းဒီနေ့ဒါမစခင်ပါလမ်းဆန်းတက်ကြွစီလို့နော်။နောက်ပြီးတော့အနေဒီနေ့ရအစားဖြစ်တဲ့ကြောင့်ကိုပို့ပြီးတော့အလုပ်တွေပို့ပြီးတော့ဒီနေ့ချင်အားလုံးဆူဆိုင်လို့ရနေတယ်ပေါ့နော်။ဒါကြောင့်ဒီမနက်9:00နာရီကိုကျော်ဒီ 5am တောင်းခေါ်ပြီးနေ history ဟာတော့ခေါ်ရမှာနော်။ကျွန်တော်မနက်9:00နာရီနဲ့6:00နာရီချာတနားရီပေါ့နော်။8:00နာရီကိုက ူတူချာချာဒီဘလန်ချပြီးလောက်တက်မယ်ဆိုရင်ဒါကကုတတနေတာမှာစိတ်ဝိစီဥတာတွေစိတ်ပင်ပန်းတာတွေဒီအလောက်မှာအဆင်ပြေဖြစ်တာတွေပြီးရင်တခြားဒီပြောဆိုဆက်ဆံရေးမှာပိုကောင်းလာတာတွေပြီးရင်ဒီ community တည်ဆောက်လာတာတွေပြီးရင်ကိုယ့်ရဲ့အာရုံကြောတွေကိုယ့်ရဲ့ဒီအတွေ့အကြုံတွေဘလို့တခြားဒီပြရာအများကြီးပေါ့တူတူချာချာကောင်းမွန်လာမှာတွေ့နေတယ်ပေါ့နော်အဲ့ဒီ history ဟာဘာလဲမှဆိုရင်ကျွန်တော်တို့ဘာပါလဲဆိုရင် 2020 phobia ကမနက်9:00နာရီကနေ6:00နာရီချာပေါ့နော်ဒီ history ဟာမှာဘာအလုံးလုံးလို့ရမလဲဆိုတာကိုပြပြအောင်ပေါ့နော်ပထမဆုံး2020ကတော့ဆိုတော့ကိုလက်လျှောက်ဖြစ်ပါတယ်ဒုတိယ9:20ကနေပြီးတော့9:40ချာကတော့ကျွန်တော်တို့သုံးသက်စင်ချင်ဖြစ်ပါတယ်သုံးသက်စင်ချင်ဖို့ဆိုတာကကျွန်တော်တို့ကိုလွတ်လပ်တဲ့အရာတွေကိုပုံပန်းနေကိုအစ်စ်တွေ့မဲ့အရာတွေပေါ့နော်ကိုရဲ့အစ်စ်လုံးမဲ့အရာတွေကို တနေ့မှာဒီနေ့မှာစပြီးတော့လုံးမအရာတွေကိုပါလို့တင်နေပါလိမ့်မလို့တင်နေလဲအဲ့ဒါတွေကိုတုံ့တဆင်ခြင်းဖြစ်ပါတယ်။တုံ့တဆင်ခြင်းပြီးတော့ကျွန်တော်တို့ကိုယ်ပတ်ပါတွေအကျိုးရှိမလဲဆိုတာကိုရအောင်ထိချာမိလာပါမယ်။ last 20 minute အားလိုက်လေးစရာနေပြီးတော့6နိုင်ကြာလို့တော့ကျွန်တော်တို့ကတုတ်တက်ရင်ကြပေါ့နော်။တုတ်တက်ရင်ကြဆိုတဲ့အတိုင်းကျွန်တော်တို့တုတ်တက်အောင်ဒီလိလာပေါ့နော်။တို့ကြောင့်ပါတွေလိလာမယ်ဆိုရင်ကိုဒီနေ့မှာ လုံးမဲ့ daily plan ကိုကျွန်တော်ရရေးဆွဲတာမျိုးကိုမှဒီ minute နဲ့ဆိုတဲ့မှာကျွန်တော်က focus တွေနားထောင်တာမျိုး payments ကလေးလာနေတယ်ကွာ any စာလေးလာနေဆိုအဲ့ဒီနှစ်ဆင်းမှာဒီနေ့မှာကဘယ် plan ရှိတယ်မနက်ဘယ်တနေ့ပဲချိန်ရှိတယ်အတမောရေးပဲစာကိုကျွန်တော်တို့အဲ့ဒီမှာလိုက်ပြီးလေ့လာမှာပေါ့နော်ဒါမျိုးလည်းကိုဒီနေ့ဒီနေ့ plan ချတာ daily plan မှာအဲ့ဒီကလေးပဲချိန်ရတယ်ပဲချိန်ဒီကဒီအတိုင်းရှိတယ်ဒါပဲချိန်မှာ စာပြန်ဖတ်မဲ့ပေးချိန်မှာလေ့လာမယ်ပေါ့နော်ဒါတွေကိုကျွန်တော်ကတိုးတက်ရှင်းချက်အောင်လုပ်လို့ရတယ်ပေါ့နော်ခု skill ကိုလည်းအလန်းနဲ့ပုံလို့ရအောင်ပြန်ချတာမျိုးလုပ်တင်ပါတယ်ပြီးရင်နောက်ပြီးတော့ကျွန်တော်အကြံပေးချင်တာကတော့နောက်ပိုင်းမှာတရားနားထောင်တာဖြစ်ဖြစ်အချိုးရှိမဲ့ podcast တွေနားထောင်တာဖြစ်ဖြစ်ပေါ့နော်ဒါတွေကိုကျွန်တော်တို့အလုပ်ရင်းနဲ့ရှားတယ်ပေါ့နော်ကျွန်တော်ဆိုရင်အခုနောက်ပိုင်းက podcast တွေနားထောင်တာများတယ်နောက်ပိုင်းကို ဒီတော့ post coin name ထပ်ပြီးတော့ကျွန်တော်ဒီရွှေတော့ကနေပြီးတော့အတန်ပိုင်းနဲ့ကျွန်တော်စာအုပ်တွေနားထောင်ပြီးတော့ဘာနဲ့ငါးနာရီအရင်နဲ့6နာရီ Facebook ရေးဟာပါဘူးကျွန်တော်စဉ်းစားရတဲ့ counseling ရှိပါနော်ကျွန်တော်ကအဲ့ဒါလာနေဆိုတော့လှုပ်ရှားစဉ်းချင်းပို့တိုက်ကျွန်တော်ကမိနစ်20မှာလှုပ်ရှားမယ်အဲဒုတိယမိနစ်20မှာစဉ်းချင်းမယ်တတိယမိနစ်20မှာပို့တိုက်လှုပ်ရှားစဉ်းချင်းပို့တိုက်ပါနော်ဒီသုံးခုဖြစ်ပါတယ် ျွန်တော်အခုပြောမယ့်နောက်ဆုံးတစ်ချက်ပါနော်အချက်သုံးချက်နဲ့နောက်ဆုံးတစ်ချက်ကပါလဲဆိုရင်ကျွန်တော်တို့အိတ်ဆက်တာဖြစ်ပါတယ်အိတ်ဆက်တာကတူတူများများကကိုအိတ်ချင်တဲ့မှာအချိန်အိတ်လို့ရတယ်ကိုစားချင်တဲ့ချိန်စားလို့ရတယ်ဒါဒီလိုမျိုးတွေးကြရပါနော်ဒါကမောင်းလာဆိုတယ်ဘယ်မောင်းပါနော်ဒါကဘာလို့လဲဆိုတော့အခု social media နဲ့ခေတ်စားလာတယ်များကျွန်တော် platform တွေ YouTube ရှိမယ် TikTok ရှိမယ် Facebook ရှိမယ်ဒါတွေရဲ့ algorithm တွေကဒီ video ဆွဲဆောင်အောင်လုပ်နိုင်တယ်ပေါ့နော်ဒါကြောင့်ကျွန်တော်က အဲ့ဒီမှာပဲအခြေအနေကိုကြောက်တာများတော့။အဲကြောင့်ဒီဓာရီဟိုလည်းမတုံးမနေတော့ဘူးသူများလည်းမနေနိုင်ဘူးเนาะ။ဒီနေ့ကိုကျွန်တော်အရင်တုန်းကဒီကိုယ့်ရဲ့ဖုန်းမှာရှိတဲ့စကွန်ထိုင်းပေါ့နော်။ကိုယ်စက်တဲ့ထဲမှာရှိပါတယ်။စကွန်ထိုင်းကိုသတိပါ။အနည်းဆုံးဒီ24 hour မှာဒီနေ့ပေါ့နော်။ဒီနေ့24 hour မှာအနည်းဆုံး9 night attack ကြောင်းနေပဲဆိုရင်ဒါကအရင်များပမာဏပေါ့နော်။စကွန်ထိုင်းအရင်များပမာဏ ါတို့ရှုံးချဖို့အတွက်ဒါကိုယ်မှာကအိတ်ဆက်တဲ့အချိန်နဲ့သိကြမှာမဟုတ်ဘူးနော်ကိုယ်ဘာကတနေ့တော့အလုပ်ရမယ့်အချိန်ရှိမယ်စားရတဲ့အချိန်ရှိမယ်အခုလိုမျိုးဆိုတာလေးလာတဲ့အပိုင်းလေးရှိတယ်ပေါ့နော်ဒါဆိုရင်ဒါလေးဖယ်ပြီးမှာဒီ24 hour ပါပါကခေါရနာ8လလောက်ဒါစက်ခွေတိုင်းကြာနေတယ်ဆိုရင်ဒါကအရင်များတော့ပေါ့နော်ဒီလေးလာတွေ့ရှိရတဲ့ကကျွန်တော်တို့တနေ့မှာလူတစ်ယောက်က HR 7.5ခေါရနာ8ခွဲအထက်ရှိရမှာပေါ့နော်ဒါက တက်မှတ်ထားတဲ့ပမာဏပေါ့နော်ဒီလောက်ထိအဲ့ရကလာဒီလောက်ထိအဲ့မှာရမှာလားဆိုတော့ဒီပုံနေနဲ့ရှိရှိပဲပေါ့နော်ဒါပေမဲ့ဒီလောက်ထိမအဲ့လည်းပဲကိုကအလုပ်ရံရတဲ့သူညဘက်တွေအလုပ်ရံလုပ်ရတဲ့သူအခုမှခင်မင်းဆွေမှာတမားလေးဆိုရင်ညဘက်ကခင်ဆွေရတယ်သူတို့ညဘက်ဗီဒီယိုတွေအက်ဒစ်တယ်ပေါ့နော်ဒီသူတို့မတတ်မလို့လေးမှာအဲ့ရပေါ့နော်ဒါဆိုရင်သူတို့တက်က HA တော့လည်းတော့မရှိတဲ့အခါကျရင်တို့ကဖြစ်နေဆိုရင်ခန္ဓာကိုယ် body effect ပေါ့နော် body ဆိုးရိုးတာဖြစ်တာများပါတယ်အဲတကူဆိုရင်ကြောင်သွားတာတို့ဒီအေးမွားတဲ့ပတ်သက်လာဖြစ်တာပေါ့နော်ဒါလေးကိုတော်တော်များများခံစားမှာပါဒါကြောင့် exercise ရလဲကျွန်တော်တို့အရေးကြီးပါတယ် exercise နေပါလေခလို့ exercise လို့ဆိုတော့ညဘက်ပေါ့နော်ညဘက်ပေါ့ခလနာရီရနေပြီးရောရှင်းနိုင်ကြပါနော်အဲ့ဒီအချိန်မှာကိုယ်ကထမင်းစားထားလို့ဆိုရင်ည ။ဒါပဲဆိုရင်ဒါကောင်းကောင်းအိပ်ပြောရမှာနော်။နှစ်စင်ချာအိပ်ပြောပါတော့။နောက်တစ်ခုကတော့ဒီကိုကအိတ်ခန်ဒီမှာဆိုရှယ်မီဒီယာတောင်းတာဖြတ်ပြီးဒီ electronic PC ပါပဲဒီ PC ပစ္စည်းတောင်းတာကတော့ဘူးမှာ phone တို့ tablet တို့ laptop တို့ကတော့ဒါတွေတောင်းတာကိုရှောင်မှာနော်။နောက်တစ်ခုကဒီခနာကုန်ရဲ့အလင်း ion scale ပဲဗောနော်။အဲအဲ့ဒီ scale ကကျွန်တော်ရဲ့ဒီ electronic PC နဲ့တွားပြီးတော့ထိတွေ့တဲ့အခါကျရင် ဒီ electronic PC ရဲ့ဆွဲမိအားကိုသူက connection ဖြစ်သွားလို့ဖြစ်ပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ကအဲ့ရပုံကန်ဒီဒါမို့ညာကိုအားတဲ့အချိန်မှာဆက်ရှိပြီးတော့ဆွဲနေတာကဒါကဒီအလင်းအာရုံကဆဲရီနဲ့ဒီ electronic PC နဲ့တွဲပြီးတော့ connection ပြီးနေလို့ပါပဲ။အဲဒါကြောင့်ကျွန်တော်တို့ကအဲ့ဒီဒါမို့မိတ်ရဲ့15မိနစ်မိနစ်30လို့မှာဒါကအတန်နိုင်ဆုံးတော့အသုံးနိုင်တော့အကောင်းပါနော်။ကျွန်တော်တို့ ASAP 4အတွက်ကျွန်တော်တို့နောက်တစ်ခုက ကျွန်တော်တို့ညာဘက်မအိတ်ခင်မှာမပြောသည်စာဖို့ပါမပြောသည်ကနည်းနည်းချာချာအိတ်ပြောတာဖြစ်စီပါတယ်အမ်နောက်ပိုင်းဆိုရင်လည်းမနောက်ပိုင်းထားတာလည်းဒီကော်ဖီတောက်တာလို့အခြားဒီလင်မယ်တောက်တာလို့ပေါ့နော်ဒါကစိတ်ကိုလန်းဆန်းစေတဲ့ဒါတတိဖြစ်ပေါ်စီပါတယ်ဒါကြောင့်ကျွန်တော်တို့အိတ်ဆက်ခြင်းကလည်းအရေးပါပါတယ်အဲကျွန်တော်ဒီနေ့ပြသွားတဲ့အသုံးချက်ကတော့နံပါတ်၁ကတော့အောင်မြင်ခြင်းမနက္ခဏအိတ်ထား အဲ့ဒီမှာကျွန်တော်ရဲ့ Korean Empire ၄ခုပေါ့နော် Korean Empire ၄ခုကပထမတစ်ခုက Mindset အတူတူတစ်ခုက Hasser အတူတူတစ်ခုက Hasser နောက်ဆုံးတစ်ခုက Source ပေါ့နော် Diligence နောက်နေ့ကျွန်တော်ပြောသွားတာတော့2020 Dwelly Formula ပေါ့နော်ဒီဘဏ္ဍာနရာဒီဒီ6နိုင်ကြာတော့ Pistori ဟာပါအထူးသဖြင့်ကျွန်တော်လှူရှားစီစဉ်တိုးတက်လို့ခေါ်လိုက်ကျွန်တော်၃ချက်ပါနော်20ပါမိနစ်20 20 20ကြီးခွဲပြီးတော့ ဆရာတော်လေ့လာတာလို့ချတယ်ပေါ့နော်ဒါကလည်းပဲနည်းတစ်ချက်ပါနောက်ဆုံးတစ်ချက်ကတော့ဒီ basic ချင်းပေါ့နော် basic ချင်းကိုတနေ့ကိုဘယ်လိုမျိုး AI မလဲဘယ်လို AI မလဲအာဘယ်လိုမျိုးနည်းနည်းချင်း AI မလဲတကယ်လို့ကိုဘကဒီ okay how ကအဲဆုံး9လိုင်းမရှိရင်တော့ဘာ9လိုင်းပဲမရှိရင်တော့ဘာဒီလို6လိုင်းပဲ9လိုင်းရှားအောင်ဘယ်လို AI ပဲပေါ့နော်ဒါကပြီးဒီကိုရဲ့ဒီ social media အသုံးချမှုတွေကိုရှောင်နိုင်ဖို့ဒီဒီကိုမှာပါတဲ့ phone နဲ့မှာပါတဲ့ ဒီ subscribe ထားပါတော့ကို subscribe တိုင်းဘယ်လောက်ရှိနေဆိုပြန်ကြည့်ဖို့တည်တည်ချာချာလုပ်ရပါတော့ဒါမှလည်းကျွန်တော်တို့အဲ့ချိန်ကိုတည်တည်ချာချာစီမံခံခွင့်နိုင်ဖို့ကြောင်းဖြစ်ပါတယ် okay ဒါဆိုဒီနေ့ကတော့ club ပဲနောက်ပြီးတော့မှပြန်ကြည့်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်